္ဂလာပါရှင်စနေရ9လမှ16ရက်9လတပတ်တာတနင်္ဂနွေသားသမီးချင်းမီဆွေရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမီဆွေဒီတစ်ပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့ခက်ခက်ခဲခဲပြောဆိုရမယ့်ကိစ္စရပ်လေးတွေကျွန်တော်မှာပဲဖြစ်ပါတယ်တံမိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့ကြီးကဲသူတွေရဲ့ညဉ့်ညင်တာကြီးကဲသူတွေရဲ့အပြစ်ပြောတာတွေခံရတဲ့တဲ့ ဒါကြောင့်အကြီးကြီးတွေနဲ့စကားပြောဆိုတဲ့အခါမှာသတိဝိရိယလေးနဲ့ပြောဆိုဆက်ဆံပါအိမ်မိသားစုနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာ၊ကြည်နူးစရာ၊ဝမ်းသာစရာတရင်လေးကြားမှာပဲဖြစ်ပါလေ။ရဲအန်ဒီရဲ့အတိုက်ခိုက်လုံးဝမရှိပါဘူးရှင်။အချီးအနှစ်ပတ်သက်ပြီးတော့စိတ်ရှုပ်စရာ၊မိုးကျစရာတွေကြုံရတတ်တယ်။စိတ်တိုင်းမကျတဲ့အရာတွေလည်းပဲတွေ့ရမယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်အပေါ်မှာ အလိုမကျတာမျိုးလေးတွေကျောင်းရမှာပဲဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်တော့ဂရုစိုက်ပါဖြစ်တတ်တဲ့ယောဂဝေဒနာဟာခြေထောက်အောက်ပိုင်းတွေကိုက်တာခဲတာမျိုးတွေခံစားရတပါတယ်။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမဲ့တပတ်တာပါ။ဘာကြောင့်လဲဆိုရင်အလိုမှာခက်ခဲရှိတယ်ပြောရဆိုတာခက်ခဲတယ်။ဒါ့ပေမဲ့လည်းမိမိကကြိုးစားအားထုတ်ဖို့နဲ့ပြောဆိုလိုက်တဲ့အခါတည်တည်ချာချာညံ့ညံ့ညော်ညော်ပြောလိုက်တဲ့အခါလွယ်ကူစီပြေသွားပြီးတော့အေးချမ်းမဲ့နိမိတ်တွေကိုတွေ့ရပါတယ်။ ဝေကြီးလက်လာပါများပွန်လန်းစီမဲ့တပတ်တာပါကံအားအဖြစ်လဲကောင်းနေပါတယ်ထီတိုကန်ဆန်းပဲဆိုရင်တော့နှစ်တလုံးထီတိုကန်ဆန်းလို့ရပါတယ်ပူပန်စရာတွေကြီးလိုက်တဲ့အခါမိမိအနေနဲ့အကျွေးကိစ္စတွေငွေအတွက်နဲ့ပတ်သက်တဲ့အရာလေးတွေအဲ့ဒါလေးတော့အခက်အခဲလေးရှိတတ်တယ်ရစရာရှိတဲ့ပတ်စံဆိုရင်ခက်ခဲတယ်ပေါ့အကြံကြတယ်မရနိုင်ဘူးကိုပေးရမယ့်ကိစ္စဆိုရင်လည်းပဲစရင်အီနေမှားတာမလို့အဖက်နဲ့ငွေအတွက်နဲ့စကားပြောရမယ့်ကိစ္စလေးတွေဒီလိုလေးတွေရှိနေပါတယ် ီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့ရဲ့ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရာကောင်းလေးဆရာမပေးချင်ပါသေး။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာပြုလို့ဆောင်ရမယ့်ရည်ရာကမိမိနေငါဖျားမှာ ရှောက်ယူတပကံလူတန်းချင်းဖြစ်ခက်ခဲနေသောကိစ္စရပ်များအလုံးစုံပြည့်လည်သွားပြီလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။စနေရက်9လမှ18ရက်9လတပတ်တာတင်းလာသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကံကနေစတင်ဟောပြောပြပါပဲဖြစ်ပါတယ်ရှင်။ တနေ့လာသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ကံအခွင့်အလမ်းကောင်းတွေရရှိစေပေးအလုံးမှာပြောရဆိုရအစီအပြေပေး ရောင်းပန်းဝယ်ပန်းတွေလည်းပွင့်လန်းစေတယ်ကြီးကဲသူတွေရဲ့မျက်နှာသာပေးခြင်းကိုလည်းရရှိစေပေးလို့တွေးရပါတယ်တံမိုးကြီးသောပစ္စည်းရောထွက်တတ်တဲ့နော်ဂိမ်းဆိုင်ပေးပါမိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အကူအညီထောက်ခံကောင်းတွေရဖို့ရှိနေပါတယ်။အိမ်ကိစ္စနေရာဒိုင်ကိစ္စလေးတွေစီစဉ်တကြလေးတွေနဲ့အဆင်ပြေသွားပေ OA နေရာဒိုင်ကိစ္စ အိမ်ဆောင်အိမ်ပြင်တဲ့ပတ်သက်တဲ့ကိစ္စတွေအိမ်ငှားတဲ့ကိစ္စတွေအလုံးစုံပြည်လည်သွားဖြစ်လို့တွေ့ရပါတယ်။ရှင်မျိုးသားချင်းစီကမမျော်လင့်တဲ့အကူအညီတောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ရန်အန်ဒီရဲ့အနောက်ရှက်ရှိတဲ့တတိထားပါမိမိကိုချောက်ချတာမိမိကိုမကောင်းပြောတာတွေခံတက်ပါတယ်ဒါကြောင့်မို့လို့တတိလေးထားပါတော့ ကျမကြီးနဲ့ပတ်သက်ရင်ဂယုစိတ်ပါအမြဲတမ်းခေါင်းတွေမူနောက်မူနောက်ဖြစ်နေတာမျိုးနောက်ရင်တွေတက်တက်လက်တုံနေတာမျိုးဒါလေးတွေခံစားတက်ပါတယ်အေးချမ်းချင်းညေးချမ်းချင်းရောက်ရှိလာပဲတပတ်တာပါဒီတပတ်တာကိုကြည့်လိုက်တဲ့အခါမှာစိတ်ထဲမှာအလိုမကျမှုတွေရှိတယ် နော်မကြည်ဓာတ်တွေလည်းရှိတယ်။သို့ပင်ပဲကိုလုလိုက်တဲ့အခါမှာလုဆောင်ချက်လေးတွေကောင်းသွားတဲ့အတွက်ကြောင့်အသိမှတ်ပြုတာတွေလည်းခံရတယ်။ဒီအတွက်ကြောင့်မို့လို့ကိုသည်ပျော်ရွှင်ခြင်းအဲကောင်းသောညမိတ်ကောင်းတွေရရှိခြင်းကိုယ်စိတ်ထဲမှာကျေနပ်ခြင်းပီတိဖြစ်ခြင်းအဲ့ဒါလေးတွေ့ရပါတယ်။ကဲနဲ့ပတ်သက်ရင်တော့အားနေတယ်။သို့ပင်ပဲထီတူကန်ဆဲခြင်းနဲ့ဆိုရင်တော့အုံရတစ်လုံးထီတူကန်ဆဲလို့ရတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ရန်များခြင်းစကားများခြင်းပြဿနာဖြစ်ခြင်းလေးကြောင့်ဝတ်တဲ့တယ်ဒါလေးကိုတော့ထူးကိယူဆိုင်ပြီးပါ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာချုံကိုပြီးကြည့်လိုက်တဲ့အခါမိခင်ကဲ့သို့အမျိုးသမီးအကြီးကြီးတွေရဲ့အကူအညီကောင်းတွေရဖို့ရှိနေပါတယ်။ဒါအပြင်မိခင်ကလည်းမိမိကိုကူညီတာမျိုးလေးလည်းကျောင်းဝတ်တက်ပါတယ်။ဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ပစ္စည်းတွေရေနေရာကောင်းလေးဆရာမပေးချင်ပါတယ်။တနင်္လာသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်ပြုလုပ်ဆောင်ရမယ့်ရေနေရာကမိမိနေအိမ်ကဖျားပါအုံးလို့ခေါ်ဆွဲတပွဲလှူဒန်းခြင်းဖြင့်ခက်ခဲနေသော အလုတ်ကိန်းများအလုံးစုံပြည့်လည်သွားမယ်လို့တွေးရပါတယ်ရှင်။မင်္ဂလာပါရှင်။စနေရက်9လမှ18ရက်9လတပတ်တာဧကသာသမီချင်းမိတ်ဆွေရဲ့အလုတ်ကိန်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။ဧကသာသမီချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲပုံပြီးအဲ့လိုပြောင်းတာဟာကောင်းသောပြောင်းလဲခြင်းလို့မြင်နေအခွင့်အလမ်းကောင်းများစွာရရှိစေပေတပတ်တာပါ။တံမိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ်။ မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့မိမိကိုအပြစ်ပြောတာတွေခံမိနောက်တစ်ခုကကျတော့မိမိအပေါ်မှာမနာလိုတာတွေခံရမယ်ကိစ္စပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရများ စီစဉ်မှုတွေအောင်မြင်စေတဲ့အစီအပြေပဲစိတ်ချမ်းသာမိဆွေမျိုးသားချင်းစီကအကူအညီထောက်ပံ့ကောင်းရရှိစေတဲ့အပြင်ဆွေမျိုးသားချင်းတွေနဲ့အတူခရီးထွက်ရမယ့်အရာတွေလည်းတွေ့ရပါတယ်အတိုက်ခိုက်တော့ရှိတယ်အနောက်ရှက်တော့ရှိတယ်အဲ့ဒီအတိုက်ခိုက်အနောက်ရှက်တွေကိုကျော်လွန်ပြီးတော့မှမိမိကကောင်းဝင်စေမယ့်တပတ်တာလို့တွေ့ရတယ် အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်နေတယ်။ကံနေအရင်ကောင်းအရင်ကောင်းနေတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်မိမိအိမ်တော်ဘက်ရဲ့ဂရုစိုက်ခြင်း၊ကျင်နာခြင်း၊နောက်ငွေကြီးအကူအညီကောင်းတွေရရှိခြင်းဒီလိုလေးတွေ့ရပါတယ်။ကျမရင်းနဲ့ပတ်သက်ရင်တော့ခရုစိတ်ပါအဓိကခါနာတဲ့ဝေဒနာကိုခံစားရတည်းအေးချမ်းမှုငြိမ်းချမ်းမှုရရှိလာမဲ့တပတ်တောင်လို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ဒီတို့ကံစမ်းမယ်ဆိုရင်6တလုံးဒီတို့ကံစမ်းမှာကံအားအလွန်ကောင်းနေပါတယ်။ ငွေကြီးကိစ္စနဲ့ရည်ရများအရင်အရင်ကတည်းကခက်ခဲလာတယ်ဒီတစ်ပတ်မှာအလုံးစုံပြည့်လဲသွားပြီလို့တွေ့ရပါတယ်။ပူပန်စရာတွေခြုံငုပ်ပြီးကြည့်လိုက်တော့ဒီရတိုက်ခိုက်အနှောက်အယှက်တွေကြောင့်အာယုံအရန်နှောက်ရမယ်စိတ်ရှုပ်ရမယ်တို့ပေမဲ့လည်းကိုလုတ်တဲ့အရာတွေမှန်သမျှအဖတ်တင်မယ်အောင်မြင်စေမယ်လို့တွေ့ရတယ်။ဒီတော့အင်္ဂါသားသမီးချင်းမေးဆွေတွေကန်တောက်ပန့်ပြစီတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ်။အင်္ဂါသားသမီးချင်းမိတ်ဆွေမိမိဒီအင်္ဂါဖျားမှာလွမ်းနုလူတန်းချင်းဖြင့် ခက်ခဲနေသောကိစ္စရပ်များအလုံးစုံပြည့်လည်သွားပြီလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်စနေရ9လမှာ16ရက်9လတပတ်တာဗုဒ္ဓဟူးသားသပိချိပိဆွေရဲ့အလုတ်ကိန်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် ဗုဒ္ဓဟူးသားသမီးချစ်မိတ်ဆွေအလုတ်ကံအရန်ကောင်းနေတယ်အလုတ်နဲ့ပတ်သက်ပြီးတော့မိမိကအင်တာဗျူးထားတယ်အလုတ်ကမခေါ်သေးဘူးစိတ်မညစ်နဲ့တော့ဒီတစ်ပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတရင်ကောင်းချားကိုကြားရမယ်လက်ရှိကုမ္ပဏီမှာလုပ်နေတဲ့သူတွေအယောင်းဝယ်သမားတွေလည်းပဲအလုတ်နဲ့ပတ်သက်တဲ့ကံအားလေးတွေအရန်ကောင်းနေလို့တွေ့ရပါတယ်တံမိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အဆွေပူပန်းမဲ့ကိစ္စရဲ့ကလေးတွေကျောင်းဝမှာပဲဖြစ်ပါတယ် အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပြအစီအပြေပဲအိမ်ကိစ္စတွေစီစဉ်လိုက်တဲ့အခါမိသားစုအတွက်လည်းပံ့ပိုးနိုင်သလိုမိမိအတွက်လည်းအပြည့်အစုံအပြည့်အဝဘာပဲလုပ်လို့ဘာပဲကန်ကန်အစီအပြေပဲတပတ်တာလို့တွေ့ရတယ်။ဆွေမျိုးသားချင်းအကြီးကဲစီက အကူညီကောင်းအထောက်ပံ့ကောင်းမမျော်လင့်မင်းနဲ့ရရှိစေတာမျိုးလေးလည်းတွေ့ရတယ်။ဂျန်အနီရဲ့တိုက်ခိုက်တော်ရှိတဲ့သတိထားပါအဲ့ဒါကမိမိရဲ့ပတ်ဝန်းကျင်လုပ်ငန်းဝင်ဒါလေးတွေဆိုင်နေတော့ အခြေအနေပတ်သက်ပြီးတော့ချစ်သူရှိတယ်ပါလေရဲ့နဲ့အခြားတယောက်ရဲ့စိတ်ဝင်စားခြင်းခံရတဲ့တဲ့ပြဿနာတက်မယ်သတိထားပါနော်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အိမ်တော်ကြီးအီချမ်းတာယာစီပဲတပတ်တာပါကျမ်းမကြီးနဲ့ပတ်သက်ရင်တော့ခရီးဆိုင်ပါမြေအပူရှက်တာအနေတိုင်းလေးမှားသွားလို့ဖျားခြင်းနာခြင်းတွေတော့ရှိရနော်အေးချင်းချင်းရေးချင်းချင်းရောက်ရှိလာမဲ့တပတ်တာပါမပြောလိမ့်မဲ့တဲ့ဒီတပတ်မှာဝင်လာတဲ့ငွေကြီးတဲ့အထူးတန်းကြီးလုံးဝမဲ့လို့လည်းတွေ့ရပါသေးတယ် ကန်နဲ့ပတ်သက်ပြီးတော့ကန်အတော်ကောင်းပါတယ်ဒီတို့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့ငါးတလုံးဒီတို့ကန်ဆန်းလို့ရပါတယ်ငွေကြီးလလပါတယ်ရှင်လန်းပွန်လန်းစေမဲ့တပတ်တာပါဒါအပြင်အကြီးကဲတွေကနေပြီးတော့တရေကောင်းလေးတွေပေးတာအကြီးကဲတွေဇီကနေပြီးတော့မှအတိမတ်ပြုတ်ခံရတာလေးလည်းတွေ့ရတယ်အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဇီကလေးခြုံငုံပြီးကြည့်လိုက်တဲ့အခါ စိုးရတဲ့ပူပန်မှုမျိုးဘာမှမတွေ့ရဘူးမိမိစိတ်တိုင်းကျလုပ်ခွင့်သာမင်းမိမိဖြစ်ချင်တဲ့အရာလေးတွေဖြစ်ခွင့်ရပြီဆိုတဲ့တပတ်တာကိုတွေ့ရတယ်ဒီတော့ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ်ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်မယ့်ရေရာကဘုန်းကြီးတန်ဃာတော်များကိုစိတ်သားရင်းနဲ့ဆုံးတဲ့နောက်လူချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည်လည်သွားမင်းလို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်စနေရက်9လပတ်16ရက်9လတပတ်တာကြာပါပြီသားသမီးချင်းပြီးစုရဲ့လုပ်ကိန်းကနေစတင်ဟောပြောပေးတော့မှာဖြစ်ပါတယ်ရှင်ကြာတာပြီးသားသမီးချင်းမိတ်ဆွေအလုတ်ကနေပြီးတော့ကံအားတွေကောင်းဖို့ပြီးတော့အလုတ်ခွန်လန်းကောင်းတွေများစွာရရှိစေတဲ့အပြင်မိမိကိုအထင်ကြီးတာ လေးစားတာယုံကြည်တာမျိုးတွေကိုစံစားပေးတပတ်တာလို့တွေ့ရပါတယ်။တံမိုးကြီးပြည်စီတော့ထွက်တတ်တယ်နော်ဒါကလည်းအတုံးလိုလိုထွက်တာမျိုးဖြစ်လိမ့်မယ်။ ိတ်ဆွေပေါင်းသင်းတွေရဲ့ဆရာသမားတွေရဲ့အကူအညီထောက်ပံ့ကောင်းတွေရရှိစေမဲ့တပတ်တာပါအိမ်နဲ့ပတ်သက်ရင်တော့ဆိတ်ရှုပ်နေရပါလိမ့်မယ်မိုးချက်နေရပါလိမ့်မယ်ဆွေမျိုးသားချင်းစီကမကောင်းသောသတင်းလေးတွေကိုကြားရတပါလိမ့်ရန်အနီရဲ့တိုက်ခိုက်လုံးဝမရှိပါဘူးရှင်။ရန်အနီရဲ့မရှိတဲ့အပြင်ချစ်သူခင်သူပေါ်လာမဲ့တပတ်တာလို့တွေ့ရပါတယ်။ အခြေအနေပတ်သက်ပြီးတော့ဒီလိုကာလတွေမှာမိမိပြောတိုင်းမဖြစ်လုပ်တိုင်းမဖြစ်တာမျိုးဒီဇဝါတက်တယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့ကိုကို၌ကလည်းပဲအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမချမှုအိမ်တော်ဘက်ကလည်းမိမိအပေါ်မှာစိတ်တိုင်းမချမှုဒီလိုသဟာစာတမဖြစ်တာလေးတော့ဇဝါတက်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စူးစူးလုံးဝမရှိပါဘူး။ယခင်ကနေ့ကကျမ်းမာရေးခန်းစားနေရတဲ့ဝေဒနာရှင်ဆိုရင်ဒီတစ်ပတ်မှာကျမ်းမာရေးအနာနဲ့ဆင်းနေတွေ့သွားမိ။ယောဂဗျာကေဝေးစီမဲ့တစ်ပတ်တာလို့တွေ့ရတယ်။ အီချင်းချင်းငင်းချင်းချင်းတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုပ်တွေနဲ့ပုံပြီးတော့မှဟိုလုပ်လေကိုကလုပ်ရမယ်ဒီလုပ်လဲလုပ်ရမယ်ဟိုလုပ်လေးလဲချိန်ထားတယ်။အဲ့လိုအလုပ်တွေအများများပြီးတော့ကိုရှိနေတဲ့ခွန်အားနဲ့အလုပ်နဲ့မမျှတဲ့အခါမှာစိတ်အယမ်းပင်ပန်းရတာမျိုးတွေတော့ကြုံရတည်းကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်။ထီထိုးကံဆန်းခြင်းနဲ့ဆိုရင်တော့ကိုယ်တလုံးကိုထီထိုးကံဆန်းလို့ရပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုပ်ကိုပြီးကြည့်လိုက်တဲ့အခါ မိမိသည်အကြီးကြီးတွေနောက်ဆန်တင်ရမယ်ဆိုတဲ့အရာလေးရှိနေပါတယ်။ဒီတော့ဂျာတာပရိသာသမီချင်းမိတ်ဆွေတို့ကန်တော့ဘက်ပြည်စီတဲ့ရေရီယာကောင်းလေးဆရာမပြီးချင်ပါတယ်။ဂျာတာပရိသာသမီချင်းမိတ်ဆွေပြုလို့ဆောင်ရမယ်ရေရီယာကဖျားတဆူဆူသွားပြီးတော့နှင်းစီပန်ဆေဝိဘေးအယောင်မစူလူရန်ချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည်လေသွားပြီးလူတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။စနေရက်9လမှ18ရက်9လတပတ်တာ တောက်ကြသားသမီးချစ်ပေးစုရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပေးပါပဲဖြစ်ပါတယ်ရှင်။တောက်ကြသားသမီးချစ်ပေးစုရဲ့အလုပ်တွေအကိုင်းတွေပေါ်ပေးပေါ်လာတဲ့အလုပ်တွေကမိမိအတွက်ဝေးကြီးအဆင်ပြေစေတဲ့အရာလေးတွေလာစားကောင်းတာလေးတွေလုပ်ကံကောင်းတာလေးတွေကော်မတီကောင်းတာလေးတွေနေရာကောင်းတာလေးတွေဒါမျိုးတွေကိုရရှိစေမယ်လို့တွေ့ရတယ်။တာဝူးကြီးတော့ပစ္စည်းဝင်လာစေပဲတပတ်တာပါ။မိတ်ဆွေပေါင်းတဲ့ပတ်သက်ရင်ဘယ်သူမှမယုံကြည်ပါနဲ့လူယုံကမိမိကိုဒုက္ခပေးဖို့ရှိနေပါတယ်။ အိမ်နဲ့ပတ်သက်ပြီးတော့နောက်ဆက်အရင်တင်ရတယ်ပုံပန်နေရမယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အကူအညီမရတဲ့အပြင်အပြစ်ပြောတာတွေခံရတတ်တယ်။ရန်အနီရဲ့တိုက်ခိုက်လုံးဝမရှိပါဘူး။မိမိကိုယ်တိုင်ကိုတူးကိုချုံပြီးတော့လုပ်နိုင်တဲ့အရေးချင်းတွေအများကြီးရရှိလာလိမ့်မယ်။အချင်းနဲ့ပတ်သက်ပြီးတော့တန်းပြောက်သွားတဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ရဲ့အကြမ်းမာကြီးကြောင့်စိတ်ညစ်နေရလိမ့်မယ် ောက်ကြသားသမီးရဲ့ကျန်းမာရေးကြည့်တဲ့အခါမှာစူးကျူးလုံးဝမတွေ့ရပါဘူးရှင်။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ့်တပတ်တာပါ။ရခင်တို့ကမိမိကိုအထင်မြင်သိထားတဲ့သူတွေကစအထင်ကြီးလေးစားခံရတာမျိုးလေးလည်းကြုံရတတ်တယ်။ကံနဲ့ပတ်သက်ပြီးတော့ကံကလွန်ကောင်းပါလေ။ထီထိုးကံဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထိုးကံဆန်းလို့ရတယ်။ဝီကြီးတဲ့လာပါလေရှင်လန်းမယ်ပွင့်လန်းမယ်တပတ်တာပါ။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးချုံကိုပြီးကြည့်လိုက်တဲ့အခါ မိမိကိစ္စအတွက်တော့မဟုတ်ဘူးတာသမီအတွက်ဖြစ်ဖြစ်မဖြစ်သူများအတွက်ပေါ့နော်အဲ့ဒီလိုကိစ္စရဲ့ကလေးနဲ့ပူပန်နေရတာမျိုးကြုံရတတ်ပါတယ်ဒီတော့တောက်ချာတာသမီချင်းမိဆွေတွေအတွက်ကံထောက်ပံ့ဖြစ်စေတဲ့ညီရေကောင်းလေးဆရာမပေးချင်ပါတယ်တောက်ကြတာတမီချင်းမိဆွေပြုလို့ဆောင်ရမယ့်ယေရီယာကမိမိနေအိမ်ကဖျားမှာဒိန်ချင်းလူရန်ချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်နဲ့တွားမိလူတွေ့ရပါလိမ့်ရှင် မင်္ဂလာပါရှင်စနေရ9လမှ18ရက်9လတပတ်တာစနေသားသမီးချင်းမေးဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်စနေသားသမီးချင်းမေးဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ကံအားတွေအလွန်ကောင်းနေပါလိမ့်မယ်တန်ဖိုးကြီးတော့ပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်မေးဆွေပေါင်းသင်းရဲ့အထင်မြင်လွဲပေါင်းမှုတွေခံရတတ်ပါတယ်အိမ်နဲ့ပတ်သက်သောကိစ္စရဲ့များစိတ်ချမ်းသာစရာကြည်ညိုစရာတွေကြုံရမှာပဲဖြစ်ပါတယ် ဆွေမျိုးသားချင်းစီကမမျှော်လင့်တဲ့အကူအညီထောက်ပံ့ကောင်းတွေရဖို့လည်းရှိနေပါတယ်။ရန်အနေနဲ့တက်ခဲရှိတဲ့သတိထားပါနော်။အခြေအနေပတ်သက်ပြီးတော့မျက်နှာပွင့်ခြင်းလူကြည့်လူခင်ပေါ်ခြင်းတို့တွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာရပဲအိမ်တော်ကြီးတပတ်တာပါ။ကျမကြီးနဲ့ပတ်သက်ပြီးစူးစူးရှိပါရင်ဂိူးစိတ်ပါစီယိုစီကန်းနေပြရမှာပဲဖြစ်ပါတယ်။အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမဲ့တပတ်တာလို့လည်းတွေ့ရပါတယ်။ ကန်နဲ့ပတ်သက်ရင်တော့အားနေပါတယ်သူပြမဲ့ဒီတို့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့သုံးတလုံးဒီတို့ကန်ဆန်းလို့ရပါတယ်ဝေးကြီးလာလာပါလေပွန်လမ်းပဲရှင်လမ်းပဲတို့ပဲပဲဝင်လာတဲ့ဝေးကြီးသည်အဖက်မတင်တာမျိုးလေးကြောင့်ဝတ်တဲ့။အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုံမပြီးကြည့်လိုက်တဲ့အခါစွန့်ဝတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘူး။မိမိအနေနဲ့ကိုကိုတိုင်းလှုပ်ဆောင်တဲ့အရာအလုံးဟာကို့အတွက်ဂုဏ်သတင်းကောင်းလေးတွေတိုးတက်စီမယ်လို့မြင်ပါတယ်။ဒီတော့စနေသားသမီးချင်းမိတ်ဆွေတို့ ကံထောက်ပံ့ပစ္စည်းတွေရေရာကောင်းလေးပေးချင်ပါတယ်။စနေသားသမီးချမိတ်ဆွေပြုလို့ဆောင်ရမယ့်ရေရာကမိမိနေအင်္ဂါပြားဒုမဟုတ်စီးတစုမှာထီးဖြူတက်လက်လူရန်ချင်းဖြင့်ခက်ခဲနေသောကိစ္စရံများပြည်လေသောပေးတို့တွေ့ရပါတယ်ရှင်။